မင်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနမှာပြန်နေကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းတူတရင်အုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ရခုတ်ကပရမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ NUG အစိုးရကတရုတ်နိုင်ငံအီရန်သို့မဟုတ်တရုတ်ဤမြန်မာအရေးချောင်းဝင်ဖြန့်ပြေးမှုစစ်အာဏာရှင်သက်ဆိုးရှေ့အောင်မဖြစ်သင့်ဟု NUG ယာယီသမရာပြောဆိုဆွဲတဲ့တရင်ပဲဖြစ်ပါရရှင်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတရုတ်နိုင်ငံရန်သူမဟုတ်ဘဲတရုတ်၏မြမအရေးချောင်းဝင်ဖြန့်ပြေဖို့မှဆင်အာနာရှင်သက်ဆိုးရှေ့အောင်မဖြစ်တဲ့ကြောင်း NUG ရဲ့သမရဒူဝါလက်ရှိလာကပြောဆိုလိုက်တယ်။ဧပြီလ29ရက်နေ့တွင်ပြုလုပ်သည့်အမျိုးသားညီညွတ်ရေးအစိုးရ73မြင်းဆောင်2025အစည်းအဝေးတွင်ရှားရီသမရကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရသည်တရုတ်နိုင်ငံ၏ရန်သူမဟုတ်ကြောင်းတရုတ်နိုင်ငံ၏မြမအရေးချောင်းဝင်ဖြစ်မည်မူသည့်စစ်အာဏာရှင်စနစ်တပ်ဆိုးရှေအောင်မဖြစ်စေသင့်ကြောင်းအန်ယူဂျီအပေါ်တရုတ်နိုင်ငံ၏အမြင်များကိုပြန်လည်တက်မှတ်ပေးရန်လိုအပ်ကြောင်းသမ္မတကပြောဆိုသည် တရုတ်ရဲ့မြမအရေးချောင်းဝင်ပြောင်းပြေမှုတွေဟာဆရာနာရှင်စနစ်သက်ဆိုးရှိအောင်မဖြစ်စေသင့်ဘူးလို့ထင်ပါတယ်။ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့အပါအဝင်တိုင်းသောတော်လိုင်းအင်အားစုတွေအနေနဲ့လည်းတရုတ်ရဲ့ချောင်းဝင်ပြောင်းပြေမှုတွေနဲ့ပတ်သက်ပြီးဖြစ်သင့်ဖြစ်တိုက်တဲ့မှုတွေအပေါ်မှာအခြေခံမှုကျွန်တော်တို့အားလုံးတိုက်တွန်းနှိုးဆော်သင့်တယ်လို့ယူဆပါတယ်ဟုယာယီသမရကရှင်းပြသည်။ တရုတ်နိုင်ငံက NUG အစိုးရအဖွဲ့ပေါ်အမြင်တချို့ကိုပြန်လည်တက်မှတ်ပေးရန်လိုအပ်ကြောင်းတရုတ်နေဖြင့်မြို့သားညီညွတ်ရေးအစိုးရပေါ်အမျိုးမျိုးသောထင်ကျေးများဖြင့်ချင်းကပ်ထင်မြင်နေသည်မှာကြားပေးဖြစ်ကြောင်းအစိုးရအဖွဲ့အနေဖြင့်ရင်းချက်ကိုလည်းလေးနက်စွာကင်ရွေးဖြေရှင်းလိုအပ်ကြောင်းသူကပြောဆိုသည်အစိုးရအဖွဲ့ဟာတရုတ်ရဲ့ရန်သူမဟုတ်ကြောင်းတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမည့်အဖွဲ့မဟုတ်ကြောင်းဆိုတာတိတိကျကျထုတ်ပေါ်ပြောဆိုနိုင်မလို့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရဟာတရုတ်နဲ့ပတ်သက်ရင်ငြိမ်းချမ်းစွာ တူရှင်တွင်နေထိုင်ရေးမှုကိုအခြေခံတဲ့နိုင်ငံခြားရေးသဘောထားရှိကြောင်းဒါကြောင့်အစိုးရအဖွဲ့ဟာတရုတ်ရဲ့ရန်ပတ်အင်အားစုတစ်ခုလည်းမဟုတ်ဘူးဆိုတာပုံဝင်လင်းလင်းထုတ်ဖော်ပြသတဲ့ကြောင်းမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ရင်လေအမျိုးသားညီညွတ်ရေးအစိုးရဟာတရုတ်အတွက်စူးညံ့ခလုတ်ဖြစ်ရှိနေမှာမဟုတ်ပဲမိဘအနေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုတရုတ်ဘက်ကသတင်းစကားပါတဲ့ကြောင်းယာယီသမရကဆက်လက်ပြောဆိုသည်မြန်မာနိုင်ငံသည်လွတ်လပ်သောအချုပ်အခြာအာဏာပိုင်နိုင်ငံတော်တစ်ခုဖြစ်တယ်လို့ထေသ ာရင်းနိုင်ငံများဖြစ်သည့်အာဆီယံကဲ့သို့သောပေါင်းစည်းမှုများတွင်လည်းပြည်ရင်းရေးဝင်ရောက်မဆွက်ဖက်ရေးမှုကိုအာဆီယံပြည်ညင်မှလေးနဲ့စွာထည့်သွင်းဖော်ပြထားပြီးဖြစ်သည်ဟုရှိုင်းသမရဒူဝါလက်ရှိလကအဖွဲ့မိန်ကုန်းနှင့်ထည့်သွင်းပြောကြားခဲ့ပါသည်ဒေတာရင်းဩဇာသိကြီးထားလာသည့်တရုတ်နှင့်ဖြင့်မြန်မာအရေးရင်းတက်တက်ကြွကြဝင်ရောက်ဖြန့်ပြေးမှုကိုမငြင်းပယ်တော့လေတစ်ဖက်တွင်ရခုတက်ပုံမှုကျေပြန်သောချင်းကမှုများဖြင့်ဂျောင်းဝင်ဖြန့်ပြေးမှသာရှေးရှေးအတွက်စိန်းနီကောင်းဖြစ်သည်ဟုယူဆကြောင်းရခုလိုရသည့်မြန်မာအရေးကိုလ က်တလော့အနာတတယုံစေးမီတူလောက်ဖြင့်ခြေနဲ့တင်းနေရမလို့ဖြစ်နေသည်ဟုယူဆကြောင်းယာယီသမရကဆက်လက်ပြောဆိုသည်တရုတ်နိုင်ငံကမြမပြည်ရင်းရင်ကိုဝင်ရောက်ဆက်ဖက်လျက်ရှိရာ MNDA ကတိမ့်ပိုက်ထားသောလာရှော်မြို့ကိုစစ်ကောင်စီထံသို့ပြန်လည်လွှဲပြောင်းပေးမှုအပေါ်မြမပြည်သူများနှင့်တော်လှန်အင်အားစုများကဆက်အုပ်စုကိုတရုတ်ကထောက်ခံသောလုပ်ရအဖြစ်ပြင်းထန်တဲ့ဝေဖန်ရှုတ်ချထားတယ် ဆလဘေးဒဝဲအထူးစီးပွားရေးဆောင်လေပယ်ရန်အတွက်စကန်းချရင်ပြင်ဆင်နေသော စကားစေးတပ်ဖွဲ့ဝင်များကိုတော်လိန်ပူပေါင်းတပ်များတိုက်ခိုက်ရာနှစ်ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ တနင်္သာရီတိုင်းရေပြွမြို့နယ်နဘူးလဲဒေသလေးရှောင်ကျေးရွာတွင်တဝဲအထူးစီးပွားရေးဆောင်လဲပတ်ရန်အတွက်စကန်ချရန်ပြင်ဆင်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များအားတော်လိန်ပူပေါင်းတပ်များမှပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်နှုတ်သိဆုံးပြီးထိခိုက်ဒဏ်ရာရသူများပြားခဲ့ကြောင်းဒေါနာတက်ခွဲခုနှင့် LPF ထံမှသိရှိရသည် တော်လိုင်းပူပေါင်းတံများသည့်ရေပြူမျိုးနှင့်နဘူးလေဒေတာတဝဲအတူစီဝိုင်းစုံလဲပယံတွင်အင်အား80ခန့်မြင့်စကန်းချရင်ပြင်ဆင်နေသောစက်ကားစေးတပ်ဖွဲ့ဝင်များကိုအီရန်လ29ရက်နေ့6နာရီ30မိနစ်ခန့်ကတွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် စစ်ကောင်စီကတဝဲအထူးစီးပွားရေးဆောင်ရည်နဲ့စိတ်ကန်းတဲ့အနီးကပ်လျက်ရှိတဲ့အလဲရှောင်းရွာမှာစခန်းချတက်ဆွဲပြီးနေတာပါ။အင်အားက80လောက်ရှိတယ်။အဲဒါကိုတော့ပြစ်တာပေါ့။စနိုက်ပါနဲ့တီဗီနှစ်ယောက်သေးတယ်။ဒဏ်ရာရတဲ့သူတွေများတော့ညာရင်းချင်းမဲ့ရည်နဲ့စိတ်ကန်းဘက်ကိုပြန်ဆုတ်သွားတယ်ဟုဒေါနာတက်ခွဲခနဲ့ LBF မှပြန်ကြားတာငန်ရဲဘော်လေးဝက AR time ကိုပြောသည်။စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းလေးကြောင်းမှနေ၍နှစ်ကြိမ်ပုံစဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးထိခိုက်ဒဏ်ရာရရှိတဲ့သူမရှိကြောင်းသိရှိ beneficiary ရှင်းတိုက်ခိုက်မှုတွင်အပြန်အလှန်ပြစ်ခတ်မှု6နိုင်ခန့်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သားတို့တိုက်ဆုံကတော်လိုင်းပူပေါင်းတပ်များဘက်ကထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့သိရှိရပါတယ်ချင်းအဆိုပါတိုက်ခိုက်မှုကိုရှေးပြူမြို့နယ်ပြည်သူ့ကော်ရီအဖွဲ့ရှေးပြူပကဖာတဝဲခန့်အမတ်တတရင်တီဝမ်တဝဲပြည်သူ့လွတ်မြောက်ရေးတပ် TBLF တာရကစစ်ကြောင်းဒေါနစစ်ကြောင်းသုံးတပ်ခွဲလေး KBDF တပ်ခွဲ6ဝေဟင်တပ်ခွဲခနဲ့ LBF DNL တဝဲခန့်ပြည်သူ့ကော်ရီတပ် ODDPDF TGRF TBDF ဖာတူတရေငကနေပြောက်ကြားတပ်ဖွဲ့ရွှေဘီလုံးရဲရွာလုံးစုံရဲဖွဲ့ပလာဖာရူမှာပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရှကုဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့စစ်တပ်ထောက်ခံသူဦးကျော်စေရကိုစစ်ကောင်စီပြန်ဖန်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ချင်း စစ်တပ်ထောက်ခံသူဦးကျော်စီရကိုစစ်ကောင်စီကဖမ်းဆီးထားပြီးစစ်ဆေးမှုများပြုလုပ်နေကြောင်း၎င်းနှင့်ရှင်နေတဲ့ရှမ်းကုန်းတိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းများထံမှစုံစမ်းသိရှိရသည်။ပြီးခဲ့သည့်ဧပြီလကုန်ပိုင်းကဦးကျော်စီရကိုစစ်ကောင်စီစစ်ဘက်ရဲအလုံးစုံရေးတပ်ဖွဲ့ဆိုင်ရဖာကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ ။ဦးကျော်စီရကိုဖမ်းလိုက်တယ်ဆိုတာတော့ဟုတ်တယ်။ဘာကြောင့်လဲဆိုတာကိုတော့သိချမသိရဘူး။ဘလို့ပုံမှန်တွေတတ်ထားလဲမသိရသေးဘူး။ဦးကျော်စီရနဲ့ရှင်းနေသည့်ရှန်ကုန်တိုင်းလွှတ်တော်ကိုစလဲဟောင်းတူက MBA တို့ပြောသည်။မရှလာကငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်ဦးကျော်စီရကစစ်ကောင်စီကောင်းဆောင်မင်းအောင်လိုင်ကိုတယောသေးစာများ NLD ပါတီတရားဝင်ဖြစ်ရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာများကို၎င်းလူမှုကွန်ရက်တွေရေးသားပြီးနောက်ရခိုကဲ့သို့ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုလည်းသတင်းများထွက်ပေါ်နေသည်။ ဥကြော်စီရသည်နေစဉ်၎င်းလူမှုကွန်ရက်စာမျက်နှာ၌ post များတင်တော်လဲဧပြီလ22ရက်နောက်ပိုင်းမှာစတင်ကမြေတီအကြောင်းအရာမှတင်ခဲ့ခြင်းမရှိတော့ပေ။ဥကြော်စီရသည်2025ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းတကုံမြို့နယ်မှာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြင့် NLD ပါတီမှဝင်ရောက်အရွေးခံခဲ့သည့်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းတူဖြစ်သလိုစစ်တပ်အရာရှိဟောင်းတူလည်းဖြစ်သည်2018ခုနှစ်အတွင်းဦးစော်စေရကို NLD ပါတီကထုတ်ပယ်ခံရပြီးနောက်ဒေါ်သက်သက်ခိုင်တည်ထောင်သားသည့် PPP ပါတီတို့ဝင်ရောက်က2020ရွေးကောက်ပွဲ၌ရှင်းမြိုင်ခဲ့တော့လည်းအနိုင်မရခဲ့ပေ ဆက်လက်ပြီးပဇွန်မြောင်းရွာမှာစစ်ကောင်စစ်ဘွဲတိုက်ခိုက်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ပဇွန်မြောင်းကျေးရွာရှိစစ်ကောင်စစ်ဘွဲကိုတိုက်ခိုက်ခဲ့ရာသုံးတန်ရရရှိခဲ့တယ်လို့မေလ၂ရက်မှာ Fire Dragon PDF ဖွဲကသတင်းထုတ်ပြန်ပါတယ်။မေလ၁ရက်နေ့လယ်၁၂နာရီဝန်းကျင်ခန့်မှာပဇွန်မြောင်းရွာဆွဲထလဲရက်ကတ်ကနေနေတဲ့ပစ္စည်းတွေလိုက်ယူနေတဲ့အင်အား60ပါးစစ်ကောင်စစ်ဘွဲကိုတိုက်ခိုက်ပြီးနှစ်ဖက်ပြန်လည်ပြစ်ခတ်မှုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။သူတို့စကားစာတွေကရွာထဲမှာ တက်ဆွဲထားတာအဲဒီကနေပစ္စည်းတွေလိုက်ခိုးကြတာကျွန်တော်တို့ကင်းမုံနဲ့တိုးပြီးပြက်ခတ်မှုဖြစ်တာတိုက်ပွဲကတော့မိနစ်ပိုင်းလောက်ဖြစ်သွားတယ်။နောက်ကနေလက်နက်ကြီးနဲ့ထူနေလို့ပြန်ဆုတ်လာရတယ်လို့ Fire Dragon PDF ဖွဲ့တောင်းရှေသူတို့ကပြောပါတယ်။ တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား3တရန်ရပြီးတိုက်ခိုက်ပြီးနောက်ထိုင်းချတပ်ဆွဲထားတဲ့ဘုံကြီးကျောင်းနဲ့စာသည်ကျောင်းဘက်ကိုပြန်ဆုတ်သွားတယ်လို့သိရှိရပါတယ်။ဧပြီလ20ရက်ကလေပဇော်မြောင်ကျေးရွာအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး3ဦးသေဆုံးက9ဦးဒဏ်ရာရခဲ့သေးတယ်လို့ဆိုပါတယ်။ စွန်မြောင်ခြေရွာဟာအင်ဂျီ1600ဝန်းကျင်လူဦးရေ9000ဝန်းကျင်နေထိုင်တဲ့စံပြခြေရွာတရားဖြစ်ပြီး2022ခုနှစ်ကလေးကစစ်ကောင်စီတရက်စစ်ကြောင်းထုံမီရှုံမှုတွေကြောင့်ဒေသခံတွေကရွာကတိမ်းရှောင်နေကြရတာလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။အဲဒီနောက်ပိုင်းမှာစစ်ကောင်စီဘက်ကအင်အား60ဝန်းကျင်နဲ့ခြေရွာထဲမှာထိုင်ချတပ်ဆွဲထားပြီးခြေရွာအရှေ့လမ်းပိုင်းမှာလည်းစစ်ရေးဂိတ်ချထားကလမ်းသွန်းလမ်းလာတွေကိုစစ်ဆေးဖမ်းဆီးတာတွေပြုလုပ်နေတာလို့သိရှိရပါတယ်ရှင်။ ယခုတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ Netherlands တမန်ငယ်ရဲကင်းစကန်ကိုတိမ့်မိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့2ဦးသေဆုံး60မမအများအပါဝင်လက်နက်6လက်နဲ့ခရင်များရရှိဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ပဲခူးတိုင်းနက်တလင်းမြို့နယ်ဓမ္မငယ်ရေကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီတပ်သားတို့သိဆုံးပြီး60မမတလက်အပဝင်လက်နက်6လက်နဲ့ခဲယမ်းများသိမ်းဆီရရှိခဲ့ကြောင်းတော်လင်းတရင်ရမြက်ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည်ယနေ့မေလ2ရက်နေ့နဲ့အစောပိုင်း3:50မိနစ်ကနက်တလင်းမြို့ရှိပဲရှိဓမ္မငယ်ကျေးရွာ၌တပ်ဆွဲထားသောရေကင်းစခန်းကိုဖြည်သူကောင်ရဲပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲတနိုင်ခန့်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သားနှုတ်ဦးသိဆုံး ုံးကကြံစက်ကောင်စီတပ်ဖွဲ့ဝင်များစကန်စွန့်ကထွက်ပြေးသွားကြောင်းသိရသည်ဓမ္မငယ်ရေစကန်တဲ့တိုက်ပွဲမှာရှန်သူဘက်ကနှစ်ဦးသေးတယ်။ဂျန်နဲ့ပြူစောထင်းနဲ့စခါတွေထွက်ပြေးသွားတယ်။လက်နက်ခေရန်တွေသိမ်းဆီရရှိခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကထိခိုက်မှုမရှိခဲ့ပါဘူးဟုတော်လိုင်းစီရေးတဲ့ရေမြန်ကရှန်ကုန်ခဲ့တဲ့တဲ့ရင်ဌာနထံသို့ပြောကြားသည် ထို့သောတိုက်ခိုက်သိမ်းမရရှိသောရေကင်းစကန်တွင်သို့ဝင်ရောက်ပြီးနှိမ့်ရှင်လင်းလုံဆောင်ခဲ့ရာခြေ3အမျိုးစားတနတ်တလက်ကာပါအမျိုးစားတနတ်3လက်အမေ3အမျိုးစားတနတ်တလက်60မမစိမ်မြောင်းတလက်60မမဘုံဒီကိုလုံးပလတ်စတစ်နေမိုင်း9လုံးရှင်ဖြန်မိုင်း၄လုံးနှင့်ခြေ3ကြည်120တောင်းတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်အဆိုပါတိုက်ပွဲကိုပြည်သူ့ကော်ရီတမ်ရောစစ်စင်ရေးနေမည်နှင့်ဘကိုတိုင်းစစ်ဌာနဖြူဟာ20နှင့်တရင်3031တက်ခွဲနှင့်တက်ခွဲ6နှင့် ်နက်တလင်းပကဖရပူပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်များအထူးဂိုင်းမရှိကြောင်းသိရှိရပါတဲ့ချိန်